ဘရန်ဆန်ဆိုင်ကစင်ကာပူထိုးချင်တယ်ပြောလာခဲ့လို့မျက်ခုံးလုံးနေရပြီဖြစ်တဲ့တာကဲတို့ပရိသတ်များလုံးရဲ့မိလာကမြန်မက်ဂျစ်တာဖော့ဆောင်ကနေပြန်လဲကြိုးစားလိုက်ပါတယ်ဘရန်ဆန်ဆိုင်ကတော့တာကဲတို့နဲ့ကိမောက်စင်ပွဲနှွဲချင်တယ်လို့စင်ကာပြောကြားလိုက်ပြီးဖြစ်ပါတယ်ဒီသတင်းကပရိသတ်တွေအတွက်ဒီရက်ပိုင်းထဲမှာစိတ်ဝင်စားစရာသတင်းမျိုးဖြစ်လာခဲ့ပါတယ်ဘရာဂျန်ဆိုင်ကဘလိုဖိုင်တာမျိုးလဲဆိုတာပရိသတ်တွေလည်းသိကြပြီးသားဖြစ်ပါပါဘရာဂျန်ဆိုင်နဲ့ပတ်သက်လို့လည်းဗီဒီယိုနှစ်ပုဒ်သုံးပုဒ်လောက်ဒီ page မှာကျွန်တော်တင်ဆက်ပေးခဲ့ပြီးဖြစ်တော့ဘရာဂျန်ဆိုင်ဆိုတာပရိသတ်တွေနဲ့လည်းရင်းနှီးပြီးသားဖိုင်တာတယောက်ဖြစ်နေမယ်လို့ယူဆပါရတယ်ဘရာဂျန်ဆိုင်ဆိုတာနေစစ်ပိုင်းအာကာလနဲ့ဖိုင်တာတယောက်ဖြစ်ပါတယ် ဝဲတွေကိုရှင်ပြန်ကစားရပါတယ်ပြန်ဘက်ကိုစနစ်တကျနဲ့တုတ်ပြန်ကစားတတ်လည်းရှိပါတယ်နောက်ပြီးဝမ်ချန်ပီယံရှစ်ကိုမြောက်ခင်ကလေးကရာလာဂျမန်ပွဲတွေလော်မနီပွဲတွေမှာရလက်ကောင်းတွေကိုစက်တိုက်ရယူပြထားနိုင်ခဲ့တဲ့ဖိုင်တာဖြစ်ပါတယ်ဒါကြောင့်ပရာဂျန်ဆိုင်ဆိုတာကဝမ်ချန်ပီယံရှစ်ကိုမြောက်ခင်ကလေးကပုံရင်းရှိတဲ့ဖိုင်တာတစ်ယောက်ဖြစ်တာကိုတွေ့ရှိရပါတယ် ဝိုင်းရှိလို့လဲဝမ်းကသူ့ကိုချန်ပီယံခပ်ပတ်ပွဲတခါတည်းပေးထိုးခဲ့တာဖြစ်ပါတယ်။ဘရာဂျန်ချိုင်ကအမွေတိုင်းအောင်ခေပါဆင်ကနှမျိုးစလုံးကစားပါတယ်။နှမျိုးစလုံးကလည်းချန်ပီယံခပ်ပတ်တွေကိုရယူထားနိုင်ခဲ့တဲ့အထိဘရာဂျန်ချိုင်ကအစင်တန်းတစ်ခုမှရက်တည်နေတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်။ဖြစ်ချင်တော့ဘရာဂျန်ချိုင်လက်ရှိကျင်းလည်နေတဲ့ Store Way တန်းမှာဖိုက်တာကောင်းတွေများအကြီးရှိပါဘူး။ထိတ်တန်းဖိုက်တာတွေဆိုလို့ဘရာဂျန်ချိုင်စန် A ဒီဘဲလာဂျိုးဆက်လက်စထရီလိုဖိုက်တာတွေရဲ့ထူးထူးတနေရှိနေကြပြီ။ဒီဖိုက်တာချင်းချင်းလှည့်ပတ်ထိုးနေရတဲ့အထိဝိတ်တန်းက မြင့်မွေပြင်းစရာတော့ကောင်းလာခဲ့ပါတယ်။ဒါကိုပရာဂျန်ဆိုင်ကတော်လေးကိုစိတ်ကုန်နေပြီဖြစ်လို့အခုလိုမျိုး flyweight တန်းကိုတက်ရောက်ရှင်ပြိုင်ဖို့ကြိုးစားလာခဲ့တာဖြစ်ပါတယ်။ flyweight တန်းကိုပရာဂျန်ဆိုင်တက်ချင်နေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုလည်းရှိပါသေးတယ်။ promotion တွေမှာ weight တန်းကြီးလာလေလေပရိသတ်တွေရဲ့စိတ်ဝင်စားမှုကပိုပြီးတော့အားကောင်းလာလေလေဖြစ်ပါတယ်။နောက်ပြီးနာမည်ကျော် fighter တွေလည်းပုံများတက်ပါတယ်။ဒါကြောင့်ပရာဂျန်ဆိုင်ကသူ့အနေနဲ့စွမ်းဆောင်ရည်နဲ့မထိုက်တဲ့ရလက်မျိုးပိုင်ဆိုင်နေရတယ်ဆိုပြီးအခုလိုမျိုး weight တန်းတက်ဖို့ကြိုးစားလာခဲ့တာဖြစ်မယ်ထင်ပါတယ်။ flyweight တန်းမှာဆိုရင်နာမည်ကျော်ထိတဲ့ fighter တွေလည်း ချောင်းဝေတန်းထပ်ပုံများပါတယ်ပရိသတ်အကြိုက်ကစားသမားတွေဖိကြတဲ့စူပါလဲရော့တန်တက်ခဲလို့လို့ဖိုက်တာမျိုးတွေလည်းရှိနေတယ်ပါတယ်ဒါကြောင့်သူတို့နဲ့ထိုးရမယ်ဆိုရင်ရာချန်ဆိုင်ကိုလည်းပရိသတ်တွေကအခုထပ်ပုံကြီးတည်လာကြမှာဖြစ်ပါတယ်သူရဲ့ဆောဆောင်တွေကိုတွေ့ရလို့ပရိသတ်အင်အားလည်းဒီချက်မကဒိုးလာနိုင်ပါတယ်ဒီအချက်နဲ့ချက်ကြောင့်ရာချန်ဆိုင်ကဖလိုက်ဝေတန်းကိုတက်ချနေလားလို့ပြောလို့ရပါတယ်ရာချန်ဆိုင်ကလည်းအလားကြီးပဲလို့ဆိုရမှာပါဖလိုက်ဝေတန်းတက်လာတော့ရာချန်ဆိုင်ကဒီတိုင်းရိုးရိုးတနေမှတက်ချင်ပါဘူးတက်ခဲလို့ကိုစင်ကောထိုးတက်ချနေတာပါဒီအကြောင်းကိုလည်းရာချန်ဆိုင်ကတရားဝင်ထုတ်ပေါ်ပြောကြားလာခဲ့ပြီးဖြစ်ပါတယ် ဒါကြောင့်လည်းကိပောင်စင်စထရောဝေတဲ့ဂျာပြချန်ပီယံကပတ်ပိုင်ရှင်ဒီဘဲလာကပရာဂျန်ဆိုင်ကိုအတော်လေးပေါက်ကွဲနေတာဖြစ်မယ်ထင်ပါတယ်။ပေါက်ကွဲမယ်ဆိုရင်လည်းပေါက်ကွဲချင်းစရာပါ။ဒီဘဲလာကဒီဂျာပြချန်ပီယံကပတ်လေးရဖို့အတွက်အသက်၄၀ကျော်ပိုးကြီးဆန်ရင်နဲ့ဖင်ပြအောင်ထိုးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဆိုရင်ချန်ပီယံကပတ်ဘောင်းစီဝဲမှာကစားပဲဝေတန်တက်ဖို့ကြိုးစားနေတဲ့ပရာဂျန်ဆိုင်ကိုဒီဘဲလာကအတော်လေးပေါက်ကွဲနေတာဖြစ်ပါတယ်။အမှန်တော့ဒီဘဲလာအနေနဲ့ကုလောင်တီပေါက်ကွဲစရာမလို့ အပူလို့ကျွန်တော်ကတော့မြင်မိပါတယ်။ဘာလို့လဲဆိုတော့ပရာဂျန်ဆိုင်ကဝေတန်ရဲ့ချန်ပီယံကပတ်ပိုင်ရှင်တရားပါ။ဒီဘဲလာကတော့ဂျာပြချန်ပီယံကပတ်ပိုင်ရှင်မှာဒါကြောင့်ပရာဂျန်ဆိုင်အနေနဲ့ဒီဘဲလာ ကိုခပတ်ပေါင်းစည်းပွဲကစားပေးဖို့တောင်းရင်ရှိပါတယ်တကယ်လို့မထိုးပဲဝေတန်းတက်ဖို့လုပ်မယ်ဆိုရင်တော့ပရာချန်ဆာရီနဲ့သူ့ရဲ့ချန်ပီယံခပတ်ကိုပြန်ရုပ်သိမ်းခံရမှာဖြစ်ပါတယ်ရုပ်သိမ်းခံရတဲ့ချန်ပီယံခပတ်ကဂျားဖြတ်ချန်ပီယံဖြစ်တဲ့ဒီဘဲလာစီအော်တိုရောက်လာမှာပါဘယ်လိုမျိုးလဲဆိုတော့ခေပါအောင်စင်ဖယ်သာဝေတန်းမှာစူပါဘောကတဝဲမှာမထိုးနိုင်ရပဲချန်ပီယံခပတ်ရသွားသလိုဖြစ်ပါတယ်ဒါပေမဲ့1 Friday 5 City 8မှာတော့ဒီဘဲလာဟာပရာချန်ဆာရီကိုရှုံးပြီးသူ့ရဲ့ခေပါအောင်စင်စတော့ဝေတန်းချန်ပီယံခပတ်ကိုဆွန့်လွတ်ခဲ့ရတာကြောင့်ဒီဘဲလာကပရာချန်ဆာရီနဲ့မကြေဝဲထင်ရွေးနေတာလည်းဖြစ်ပါတယ်ဒီကိစ္စကိုအဆုံးသတ်ပြီးကမှပရာချန်ဆာရီနဲ့ ုပ်ချင်ရကိုလုပ်ဖို့လဲဒီဝဲလာကပြောထားပါတယ်။ဘာတွေဆက်ဖြစ်လာမလဲဆိုတာကလည်းဆေးဝယ်စားစရာကောင်းလို့တခဲရုနဲ့ပရာဂျန်ဆိုင်တို့ရဲ့တွဲဆိုင်ကလည်းဆေးဝယ်စားစရာပါ။တခဲရုအတွက်မလွယ်နိုင်တဲ့ပွဲလို့မိမိပါတယ်ကျွန်တော်ကတော့တခဲရုကိုစားမျက်ခုံးလှုပ်မိပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောလိုက်ရပါတယ်ခင်ဗျာ